မြစ်တန်လွင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာတာတေးရေးသားထားတဲ့တငယ်ချင်းတစ်၀ဆိုတဲ့ပြဿနာကဇလန်းကောင်းလေးတပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုကန့်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျုပ်တို့ဝိုင်းနဲ့နှစ်ဝိုင်းကျော်ကဘိုးရင်မောင်ရဲ့နှစ်ပတ်လေးလေးဗျာဘိုးရင်မောင်ကြီးကလှုပ်အပ်သက်ရှည်ရဲ့ဘိုးတော်ကြီးဗျအသက်တရာအတိမဆုံးလား သူ့မိမဘွားဆိုင်ကအသက်80လောက်တည်းကဆုံးသွားတာသူတို့တာသမီးတွေကလည်းတော်တော်လိမ်မာကြတာဗျဘွားဆိုင်သူဆုံးတဲ့နေ့ကိုရောက်တိုင်းတင်းတင်းတကာဆုံးသွတ်တယ်ဗျဘိုးရင်မောင်ဆုံးတဲ့နေ့ရောက်တိုင်းလည်းတင်းတင်းတကာဆုံးသွတ်တယ်ဆုံးသွတ်တိုင်းလည်းကြကြနနချက်ပြုတ်ကျွေးတာဗျချက်တာကတော့ကျုပ်တို့ကလာသားတွေပေါ့ဗျာတာတေးကတော့ရရေးရွာရေးလက်မနေတဲ့ကောင်ဆိုတော့မြို့တက်ဈေးဝယ်တာလည်းပါတာဗျချက်ပြုတ်ပြီးကျွေးမွေးအဲခံပြီးလို့အိုးကြီးခွက်ကြီးရဲ့စေကျော်ဖုန်းကြီးကြောင်းပြန်ပို့ပြီးမှကျုပ်တို့ကအိမ်ပြန်ကြတာ ပုတ်ပိုင်အောင်ဆရာတော်ကဟောထားတယ်ဗျ။တည်တဲ့သူတွေဟာကုသိုလ်ကောင်းမှုတွေရှိကြပါမယ်။တေကန်ဒီအချိန်မှာတခုခုကိုစိတ်ဆွဲသွားရင်တစေဖြစ်ပြီးတော့အပယ်ကျတော့တာတယ်ဗျ။အဲ့ဒီလိုတစေဖြစ်သွားရင်သူတို့မိသားစုဟာကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလိုက်တဲ့အခါကျွတ်လွတ်ပြီးတော့ဘဝကူးသွားကြရောတဲ့။ဒါပေမဲ့တခါတလေမှမိသားစုကအလှူဒါနပြုတဲ့အချိန်မှာတစေဖြစ်သွားတဲ့သူဟာအနာမှမရှိတာမျိုးလည်းဖြစ်တတ်တယ်တဲ့။ဒါဆိုရင်အမြတ်ဝေလဲကုသိုလ်အမြတ်မရတော့ မချွတ်မလွတ်နိုင်မဲတစေဘွားမှာအကြာကြီးတောင်းတင်နေတာတဲ့ကျုပ်လည်းဝိုင်းဝန်းလောက်ကင်ပင်းနေတရားနာရတာပေါ့ဗျာကျုပ်ဆရာတော်ဥက္ကုနာလည်းတရားဟောကောင်းမြသူတရားနာပြီးလူတွေကနားလည်ပြီးရှင်းလင်းသွားတာဗျကျုပ်အိမ်ပြန်ရောက်တော့ညနေ3:00တီးလောက်ရှိပြီဗျတာတရေနင့်မလည်းနင်ကြည့်ပြောင်းအောင်ဟဗန်မွေးကောင်အချိန်ကျမှသွားမယ်လို့နေလို့ဟိဗန်မွေးကောင်ကဘာသွားလို့မလို့တော့ကျုပ်ကဘာအောင်မေးလိုက်တယ် ငါတငယ်ချင်းစိန်ခိုတယောက်ခါနာနေလို့ခါကြီးကုံပြီးဒုတ်ထောင်းနဲ့တွားနေရတာကြလို့ဟောဒီလိန်စီတွားပေးမလို့တာတရဘယ်ဆေးတော့အဘလိန်နဲ့ဆေးဦးလားအေးလေဆေးဦးထောင်းကရက်ပြန်နဲ့စိန်ထားတာလေလွတ်ကောင်းနေစေကွာဒူးနာခါနာလိန်ရင်မပြောက်တဲ့အခါတခါမှမရှိဘူးကွယ်ရတယ်ရတယ်တုတ်တွားပြီးပေးလိုက်မယ်အဘမတွားပါနဲ့အဘစီကဆေးရဲ့ပလင်းကိုယူပြီးတုတ်ထွက်လာခဲ့တယ် ။ဗန်မွေးကုန်းနဲ့ထဏောင်းကုန်းဆိုတာကြောက်တော့တော့အိမ်ဦးနဲ့ကျမ်းပြင်ဆိုသလိုပါပဲဗျာ။ဗန်မွေးကုန်းကိုရောက်တော့အဘိုင်းတငယ်ချင်းဘိုးစိန်ခိုးတို့အိမ်ကိုတန်းသွားပြီးတော့အဘဘေးခိုင်းနဲ့ဆေးပလင်ကိုပေးလိုက်တယ်။ဘိုးစိန်ခိုးတို့ရဲ့ရင်နွေးချမ်းနဲ့လက်ပတ်တုပ်ကလေးဝါရင်ငကားဆေးပေါလိလေးဖွာလို့ပေါ့ဗျာ။ဘိုးစိန်ခိုးတို့မိသားစုနဲ့စကားပြောရင်စကားကောင်းသွားတာနဲ့ပဲကြုတ်ပြန်တော့နေဝင်ကြီးတရောချင်းရောက်သွားတယ်ဗျာ။ဗန်မွေးကောင်းကထွက်ပြီးတော့ထဏောင်းကောင်းကိုပြန်ခဲ့တယ်။ဗန်မွေးကောင်းကအထွက်မှာဟိုလူနဲ့တွေ့ဒီလူနဲ့တွေ့နေအတော်ကြာသွားသေးတာဗျ။ ဗန်မွေးကောင်းနဲ့နမိတ်ကိုကြော်ပြီးတော့ထဏောင်းကောင်းနဲ့နမိတ်ကိုဝင်လာတဲ့အခါတလန်းလုံးမကြီးပင်နဲ့တမပင်နဲ့အမောင်ရောင်တန်းနေပြီပြို့ကျုပ်လည်းမိုးချုပ်လာတဲ့ခြေလန်းကိုခါတော့တော့ရှောက်လိုက်တယ်တဒီတဒီတဒီကျုပ်ကနောက်ကနေလမ်းခေါ်နေတာဗျတရဲစောက်ထုံးနဲ့တွေ့ပြီးကြတဲ့ဟာနောက်ကနေခေါ်ရင်ကျုပ်ဘယ်တော့မှလှဲမကြည့်တော့ဘူးပြို့ဒါပေမဲ့ကျုပ်စိတ်ထဲမှာဒီအတန်ကိုရင်းနှီးနှီးကြားဖို့နေတယ်ဆိုတာတော့သိတယ်ဗျ တုတ်စဉ်းစားလာတာဒါဘသူအတန်ပါလဲအတန်ကအသက်10နှစ်ကျော်ကလေးတတအရွယ်ယောက်ျားလေးတယောက်ရဲ့အတန်ညတတိငါမင်းကိုတွေ့ချင်နေတာကွကျုပ်လက်မကြည့်ဘူးခါတော်တော်လျှောက်လာပြီးတော့ရွာတကားကနေဝင်လာခဲ့တယ်ဒါပေမဲ့ကျုပ်နားထဲမှာအဲ့ဒီတန်ဖျောက်လို့မရဘူးဗျတတိတတိငါမင်းကိုတွေ့ချင်နေတာဒါဘသူတော့ကျုပ်ထိုင်ပြီးစဉ်းစားနေတာဗျ ဒါမဲ့ကြောက်တွေးလို့မရပါဘူးဗျာအဘနဲ့အမေကကြောက်ပြန်ရောက်မှညစာစားကြတာဗျအဲ့ဒီညငချောက်ရိုးကလေးကိုအာလူးနဲ့ချက်ထားတာဗျအညာငယ်ဟုတ်ပွားလီလည်းထည့်ထားတာဆိုတော့ကြောက်အကြိုက်ပေါ့ဗျာထမင်းကိုအားရပါးရစားပြီးတော့ငကားစေးပေါလီလေးထိုင်ဖွာနေတယ်စေးပေါလီဖွာရင်ကြောက်စဉ်းစားနေရပေါ့ဗျာပန်းမွေးကောင်းနဲ့ထဏောင်းကောင်းကြောက်ကြောက်အမြဲတမ်းလိုလိုသွားနေကြဆိုတာကိုလည်းခင်ဗျားလည်းသိကြပဲဗျကြောက်ကိုညနေရလို့တတေတတေလို့လှမ်းခေါ်တဲ့အတန်းမျိုးကြောက်တကားမှမကြားခဲ့ဘူးပါဘူး ကြောက်တွေးတယ်တွေးတယ်ဒီအတန်ကိုကျောင်းကောင်းကြားဖို့ပါတယ်ဘသူပါလဲတစ်ပင်ခွဲပြီးတော့ကျုပ်ကိုနောက်တယ်ဆိုရအောင်လေအတန်ကစနေသားရွယ်ကလေးတယောက်ရဲ့အတန်မျိုးပြရွာထဲကကျုပ်ကိုကိုကြီးတာတီလို့ခေါ်ကြတယ်ငါပြူတို့ရွယ်ကောင်လေးတယောက်ရဲ့အတန်မျိုးပြတကယ်လို့ရွာထဲကကလေးတယောက်ကကျုပ်ကိုခင်လို့နောက်တယ်ဆိုရင်တော့မှကိုကြီးတာတီလို့ပဲခေါ်မှာဗျပြီးရင်ပုန်းနေတဲ့တစ်ပင်ခွဲကနေပြေးထွက်ပြီးတော့ရေမောနေမှာပဲလीကျုပ်လည်းစဉ်းစားလို့မရပါဘူးဗျာ ဒါနဲ့9နာရီကြောကြောလောက်ကြတော့အိပ်ရဝင်လိုက်တယ်။ကိုလက်တွေလည်းနင်းနေနာနေရတဲ့စောစောပဲအိပ်ရဝင်ခဲ့တာဗျ။ကျုပ်အိမ်မက်မက်တယ်ဗျ။ကျုပ်နဲ့အတက်တူတူလောက်ရှိမှကောင်းမလေးတယောက်ဗျ။တမာပင်ကြီးအောင်မှာရက်နေတယ်။အင်ကြီးဟာရှေးကိကမိမတွေဝတ်တဲ့ရင်မုံအင်ကြီးဗျ။လက်ကခတ်ပွားပုံစံ။အယောင်ကဝါဖြော့ဖြော့ကလေး။ထမင်ရလည်းဝါဖြော့ဖြော့လေးပဲ။သူ့စပင်မှာအဝါရောင်စကားပွင့်လေးတပွင့်ပန်လို့ဗျ။သူ့နောက်ကတမာပင်ကြီးကလည်းပွင့်လိုက်တာဗျ။ဖွဲ့ဖွဲ့ကိုလှုပ်လို့ဗျ။ ကောင်းမလေးကတမာပင်ရိတ်အောင်မှတောင်းတောင်းကလေးရက်လို့ဗျဒါမဲ့သူ့မျက်လုံးတွေကကြောက်ကိုစိုက်ကြည့်နေတယ်ကြောက်ကလည်းသူနဲ့မလမ်းမကမ်းမှရက်ပြီးတော့သူ့ကိုကြည့်နေရလေဗျမလုံမရှက်ရက်နေရကနေအဝါရောင်ကောင်းမလေးရဲ့လက်တွေလှုပ်သွားပြီးသူ့နောက်ကျောဘက်ကတစုံတစ်ခုဆွဲပြီးရှေ့ကိုထုတ်လိုက်တယ်ဟာကြောက်လန့်ပြီးတော့နောက်ကိုခြေတလန်းအောင်ခုံဆုံးမိလိုက်တာဗျအဝါရောင်ကောင်းမလေးဆွဲထုတ်လိုက်တာကောင်းလေးတယောက်ဗျပစိုးအနီကွက်လေးနဲ့စွကြဲချိုင်းပြက်ကလေးဝစ်လို့ဗျ ဒါမဲ့အဲ့ဒီကောင်လေးမှာမျက်နှာမပါဘူးမျက်နှာပြောင်ချိုးကြီးဗျဘဲဟူကြီးလိုပဲရုတ်တရက်မြင်လိုက်တော့ကြောက်လန့်သွားတာပေါ့ဗျအဝိုင်အောင်ကောင်မလေးကကြောက်လန့်သွားတာကိုကြည့်ပြီးရယ်တယ်ဗျပြီးတော့တက်တေးဒါနင်းတငယ်ချင်းလားအတန်ကြားလိုက်တော့မှကြောက်ချက်ချင်းတိသွားတာဗျဒါမဖဲဝါပဲတင်းချိုင်းရှင်မကြီးမဖဲဝါရုပ်ပြောင်းထားတာဗျမဖဲဝါပြောပြောဆိုဆိုနဲ့ကောင်လေးရဲ့ဘဲဟူမျက်နှာကိုသူ့ရဲ့လက်ဝါးနဲ့တတ်ချလိုက်တယ်ဟာ အောင်မကြီးကျုပ်ပြန်အံ့ဩလိုက်တာဗျာဒါကျုပ်တငယ်ချင်းအောင်မကြီးပဲဗျဟာချက်ချင်းတိသွားပြီဗျညနေကဗမွေးကောင်းကအပြန်မှာကျုပ်ကိုလှမ်းခေါ်တဲ့အတန်အောင်မကြီးရဲ့အတန်မဲကိုကျုပ်လှမ်းနိုးသွားတယ်ဗျအောင်မကြီးဆိုတာငငယ်လေးတည်းကကျုပ်နဲ့ကစားပတ်လေဗျာလွတ်ခေနဲ့တငယ်ချင်းပေါ့ဗျာကျုပ်မျိုးเจ้าမှာပြောင်းတက်ရတော့အောင်မကြီးလည်းတက်ရတာဗျကျုပ်တို့နေရာကိုမြို့မှာအတူသွားလာခဲ့ကြတာပေါ့ဗျာ။ဒါမဲ့ဆယ်နှစ်သားမှာအောင်မကြီးဖျားပြီးဆုံးသွားတာဗျ။ အဲ့ဒီတုန်းကကျောက်မှာငိုလိုက်ရတာဗျာညနေရကျောက်ကိုလမ်းခေါ်တာအောင်မကြီးရဲ့အတန်းဆိုတာကျောက်သေးသေးချာချာတိလိုက်တော့ရင်ထဲမှာမကောင်းလိုက်တာဗျာမျက်စီထဲမှာမျက်ရည်တွေချက်ချင်းဝဲလာတာဗျကျောက်ဆက်မအိတ်တော့ဘူးထထိုင်ပြီးဆက်လိုက်ဖွာနေတယ်မဖဲဝါကျောက်ကိုအိမ်မက်ပေးတာဗျအเจ้าတစ်ခုခုရှိလို့ဖြစ်မယ်အเจ้าကိစ္စမရှိပဲမဖဲဝါကျောက်ကိုအိမ်မက်ပေးလို့မရှိဘူးဗျဒါဆိုကျောက်ဘာလုပ်ရမှာတော့နိုင်ကြည့်လိုက်တော့ညာ၁၂နာရီပဲရှိသေးတာကျောက်ဆုံးဖြတ်လိုက်တယ် ညနေရကျုပ်ကိုခေါ်တဲ့နေရာကိုသွားကြည့်မယ်။အောင်မကြီးကတုံးရက်ထဲဖျားပြီးဆုံးသွားတာ။ကျုပ်တို့တရွာလုံးဘသူမှမထင်ထားကြဘူးပေါ့ဗျာ။အောင်မကြီးရဲ့မိဘတွေလည်းသူတို့သားလေးတည်သွားပြီးတနည်းလောက်အကြာမှာမန္တလေးကိုပြောင်းသွားကြရောပြို့။ကျုပ်မျက်ကွင်းစေးကွင်းပြီးထွက်လာခဲ့တယ်။အဘနဲ့အမေမနှိုးအောင်ခြေတံအောင်ဖွားနေရတာပေါ့ဗျာ။အချိန်ကလူတွေအိမ်မောကြနေတဲ့အချိန်လေဗျာ။ထဏောင်းကောင်းမှာတတဲကိုလူမပြောနဲ့ခွေးရဆခင်တာဗျာ။ညအချိန်မတော်ထပြီးတွားလို့လာလို့ကတော့ကျုပ်ကိုဟောင်းနဲ့ခွေးဆိုတာရှိကုန်မရှိတာဗျာ။ ကျုပ်ရွာပြင်ထွက်ပြီးပန်မွေးကုန်းဘက်ကိုလျှောက်လာခဲ့တယ်။လက်ထဲမှာတော့အဘရဲ့9000တို့ဓမီကို깟လို့ပေါ့ဗျာ။ကျုပ်ကဓမီကိုအောက်ဆိုင်ပြီးတော့ခတ်အောက်အုပ်လေးထိုးလာလိုက်တယ်။တတ်တယ်။တတ်တယ်။ဟောကျုပ်နာမည်ခေါ်ပြီးပြု။ကျုပ်ကတုံငနဲ့ရက်လိုက်တယ်။အတန်ကြားတဲ့ဘက်ကိုဓမီနဲ့ထိုးကြည့်လိုက်တယ်။တမပင်ကြီးဗျ။အပွင့်တွေကိုဖွေးနေတာ။ဟာကျုပ်အိမ်မထဲကတမပင်ပဲ။မဖဲဝါရက်နေတာဟောဟိုးနေတာပေါ့။ ကျောက်ကဓမီးကိုပိတ်လိုက်တယ်။လာရောင်လေးကဝိုးတော်ဝါတာရှိနေတာဗျ။ဟောတမာပင်နောက်ကရိတ်ခနဲတွေးလိုက်တယ်။ထွက်လာပြီဗျို့ထွက်လာပြီ။ဟုတ်ပါဗျာဒါဆောဆောကကျောက်အိမ်မထဲမှာတွေးလိုက်တဲ့ပစိုးအနီကွက်ကလေးပဲဗျ။အင်းကြီးကတော့ဆောဆောကတွေးတဲ့ဂျိုင်းပြဆွကျန်မဟုတ်ဘူးဗျ။ရှန့်အင်းကြီးဖြူလေးပစိုးပြန်ချဝေထားတာ။သူကခေါင်းငုံပြီးရက်နေတာဗျို့။ဖယားဖယားအိမ်မထဲမှာပထမမြင်ရတဲ့ဘဲဥလိုပြောင်ချုံမျက်နှာကြီးများလားလို့ ကျုပ်တွေးမိပြီးတော့လန့်သွားတာဗျ။ဟော။ကောင်းကြီးငုံထားရာကနေတဖြည်းဖြည်းမောလာပြီဗျို။ဟော။ဟော။မောလာပြီ။ဟာ။အောင်မကြီး။ကျုပ်အိမ်မက်ထဲမှာတွေ့တဲ့အတိုင်းပါပဲဗျာ။မရေမပြုံးနဲ့ကျုပ်ကိုစိုက်ကြည့်နေတာဗျ။ဘာမှလည်းမပြောဘူး။ဒီကောင်စကားတွေဘာတွေမှပြောနိုင်ရဲ့လား။အော်။ညနေကရောစောစောပါကျုပ်နာမည်ကိုခေါ်ရသေးတာပဲ။အောင်မကြီး။မင်းမကြွသေးဘူးလား။ ကျောက်ကစိတ်မကောင်းဖြစ်ပြီးမေးလိုက်တာဟုတ်တယ်တတယ်ငါမကြွတ်သေးဘူးလာထိုင်ကွာမင်းကငါ့ကိုမြင်နေရတာကိုငါအံ့ဩလုံးလုံးပါတတရမင်းရောငါလိုတဆေဖြစ်နေရလားဟာမဟုတ်ပါဘူးကွာအောင်မကြီးကတဆေဆိုရင်ဒီလိုတမီးကြီးထိုးနိုင်မှာမလားကွာကျောက်ကပြောပြောဆိုဆိုနဲ့တမီးရောအောက်ဆိုင်ပြီးနှခါသုံးခါဖွင့်လိုက်မယ်လေလုပြလိုက်တယ်ဟာတတရလေတဆေရီထဲမှာမီးရင်တစ်လုံးနဲ့ရှောက်သွားနေတဲ့တဆေရှိတယ်ကွာ ေးဘလို့ကြောက်နုံကွာ။ तू อ่ะကင်းဆောင်တဲ့ဖိုးကြီးလေကွာ။တေတော့မကြုတ်ပဲနဲ့မီးရင်တလုံးနဲ့ကင်းဆက်ဆောင်နေတာလေကွာ။လူတွေကတော့မမြင်ရဘူးပေါ့။ငါတို့တစ်စီအချင်းချင်းကတော့မြင်ရတာပေါ့။ဒီကောင်ကတေးသွားတော့ရွယ်ပဲဗျ။ဆန်နေသားလို့ပေါ့ဗျာ။ဒီကောင်နဲ့ကြုံနေရအခုလိုပဲဗျ။တွေ့ရတဲ့စကားတွေအများကြီးပြောကြတာ။ကျုပ်ကတမုံးမေအောင်မှထိုင်လိုက်တယ်။ကျုပ်တကယ်ချင်းတစ်စီကတမာပင်ကြီးအောင်မှထိုင်နေ။သူနဲ့ကြုံနေရတလန်ကြော်ကြော်လောက်ပဲဝေးတာဗျ။ ဒါနဲ့ညနေရငါဗန်မွေးကောင်းအပြန်လှမ်းခေါ်တာမင်းမမလားအေးဟုတ်တယ်မင်းကြားမလားဆိုပြီးခေါ်ကြည့်တာကွာမင်းကြားတယ်မလားဒါနဲ့တော့မင်းကတစ်ချက်မှလှဲ့မကြည့်ဘူးငါကတော့ငါခေါ်တာကိုမင်းမကြားဘူးလို့ထင်နေတာငါကြားတယ်အောင်မကြီးကဒါမဲ့နာမည်ခေါ်တန်ကြားရင်လှဲ့မကြည့်ရဘူးလို့ပြန်မထူရဘူးလို့ပြောတာကြားဘူးလို့ပြန်မထူတာပါနှုတ်နေပါဦးတာတေးရမင်းကငါ့လိုတစ်စိတ်တကောင်ဘာကြောင့်မြင်ရတာတော့ လူတွေတစီတရဲကိုမြင်ရတာမဟုတ်ဘူးလေမင်းကဘာလို့မြင်နေရလဲပြီးတော့မင်းနဲ့ငါစကားပြောလို့ရနေတာရောဘာကြောင့်လဲမင်းကတော့နောက်နေတာမဟုတ်ပါဘူးနော်အေးဒါမင်းကဘာနောက်အောင်မှာတော့အောင်မကြီးကမင်းကလို့တစီမဟုတ်တာကိုသိကြပါရဲ့နော်တတီဟာကွာတစီမဟုတ်ပါဘူးအောင်မကြီးကငါလူပါမင်းသိရင်ငါပြောပြမယ်ငါ့ကိုရှမ်းစရာကြီးတယောက်ကမျက်ကွင်းဆေးဆိုတာပေးခဲ့တယ်ကွာ အဲ့ဒီဆေးကိုကွင်းထားလို့ငါမြင်ရတာဟာဒါဆိုမင်းကအမြဲမြင်နေရမှာပေါ့မဟုတ်ဘူးကဝါခွင်စနွင်းဖြူဦးတွေငါမှရှိတယ်အဲ့ဒါကိုတွေးပြီးတော့ပုတ်လိုက်ရင်ပျောက်သွားရောကဩဒီလိုလား नो အဲ့ဒီဆေးကမြက်ကွင်းနာနေနေအတန်မှကြားရတာပဲလားမကြားရဘူးကအောင်မကြီးကကြားရတာကမဖဲဝါကိုကွဲရုပ်လေးကြောင့်ကအဲ့ဒီကိုကွဲရုပ်လေးကိုမဖဲဝါငါ့ကိုပေးလိုက်ကြတဲ့ကငါတရေတစ်စီတွေရဲ့အတန်ကိုကြားရတော့တာပဲ ဘာကွာမဖဲဝါဟုတ်လားမင်းကမဖဲဝါကိုသိလို့လားသိတယ်အောင်မကြီးရဲ့ငါနဲ့မဖဲဝါနဲ့ကတိရကြပြီကွာဟာမဖဲဝါဆိုတာတစေတရေတွေတုံနေအောင်ကြောက်ရတာကွာမင်းရောမဖဲဝါကိုမကြောက်ဘူးလားတတ်တယ်ငါကလူလေကွာပြီးတော့မဖဲဝါကိုခက်လန်းလန်းရမယ်ငါမြင်ရတာကွာအနည်းကမြင်ပြီဆိုရင်လေမဖဲဝါကငါကြောက်လန့်မသွားအောင်သူ့ပုံစံအောင်ငါနဲ့ရွယ်တူကောင်းမလေးတယောက်လိုပြောင်းမိတာကွာ 哦ဒီလိုလားဒီညညာဦးပိုင်းကပဲမဖဲဝါငါ့ကိုအိမ်မက်ပေးလို့ငါမင်းစီကိုချက်ချင်းထလာခဲ့တာညနေကလေးကသာငါ့ကိုလမ်းခေါ်တာမင်းမန်သိရင်ငါချက်ချင်းလှည့်ပြန်လာခဲ့မှာပေါ့ကွာအေးအဲ့ဒီတုန်းကသာမင်းငါ့ကိုမြင်အခုလိုထိုင်ပြီးစကားပြောနေမှာမဟုတ်ဘူးကွာတခါလေလှည့်ပြေးမှာဟေးဘာဖြစ်လို့တုန်းကညနေရာထိငါညနာအပြောင်းကျော်ကြီးဖြစ်နေတာကွာဘဲဦးကြီးတလုံးလိုပဲမင်းမြင်ရမှာဟာဒါဆိုငါအိမ်မှာတကယ်ပေါ့ မင်းအိမ်မက်ကဘလို့မို့လို့လဲအိမ်မက်ထဲမှာမင်းမျက်နှာမင်းစောစောကပြောသလိုပြောင်းချောကြီးกว่าမျက်စီတွေနှာခေါင်းတွေပါးစပ်တွေဘာမှမတွေ့ရအောင်ဘဲဦးကြီးလိုပြောင်းချောကြီးအဲ့ဒါမဖဲဝါမင်းမျက်နှာကိုလက်နဲ့တတ်ချလိုက်တာဒီတော့မှမင်းရဲ့ငကိုရုပ်ပေါ်သွားတာဟာမင်းအိမ်မက်ကဟုတ်လားကြည်လားกว่าမင်းခုပြောတဲ့အတိုင်းပဲกว่าမဖဲဝါရောက်လာပြီးငါမျက်နှာကိုတတ်ချပေးလိုက်တာ No နေပါအောင်အောင်မကြီးရမင်းကအခုထိတဆေဖြစ်နေတုံးဆိုတော့ မင်းမိဘတွေကမင်းအတွက်စွန့်တုပ်ပြီးတော့အမျှတန်းဝေတဲ့အချိန်မှာမင်းသားတို့မခေါ်ခဲ့ရလို့လားဟုတ်တယ်တာတီဒီအကြောင်းကိုတွေးမိတိုင်းကအမြဲဝမ်းနေခဲ့ရတာငါတည်သွားပြီးတော့ဒီတမဘယ်မှာပဲတစီဖြစ်သွားတာငါကွန်ကတည်သွားမှလည်းငါမသိဘူးကွာဒီတမဘယ်မှာနေတဲ့ပိတ်တာတကောင်ရှိတယ်သူပြောမှငါတိမ်မှန်းသိတာအဲ့ဒီပိတ်တာကတကောလုံးအမွှေးမြင်နေဖုံးလို့ကွာငါလည်းအဝတ်တောင်မရှိဘူးအဝယ်စားဝေးရတာမဝေးရတာပုံပြတ်ပန်းပြတ်ဖြစ်တာမဖြစ်တာ အာကုတော်အနေများနဲ့စိုက်နေကွငါလူဘွားတော်ကလောက်လေးကွာပြစ်တာလွတ်လပ်ပြောင်းနေကောင်လေကွာငှက်တကောင်ပြစ်ခေါင်းဝယ်ထိတာကွမင်းလည်းငါကြောင့်တိတာပဲကွာအဲ့ဒီနေ့ကတော့အဲ့ဒီကိစ္စကိုဂုံယူစရာလွတ်ထင်တာပေါ့ကွာငှက်တကောင်ခေါင်းထိအောင်ပြစ်နိုင်နေဆိုတော့ခေါင်းရောမျက်နှာရောချိန်မွသွားတော့တာပေါ့ကွာငါတစေဖြစ်တော့မျက်နှာမှာပြောင်ကျော်ကြီးဖြစ်နေတာအဲ့ဒီအာကုတော်ကံကြောင့်ပေါ့ကွာ No တာတို့ခေါ်ရလားမခေါ်ရလားဆိုတော့ပြောဦးလေကွာအေးအေးအေးပြောမယ်ပြောမယ် ငါ့ကိုရက်လက်စွန်းထွက်တဲ့နေ့ကိုစောင့်နေတော့ဒီတမဘေးမှာငါနဲ့အတူနေတဲ့တစေကရုံးတော်ကဖရားလေးဘွဲကိုသွားမယ်အဲ့ဒီမှာငါတို့လိုတစေတွေအများကြီးလာတယ်ပြီးတော့ဖရားဘွဲမှာကျွေးမွေးတဲ့အစားအစာဆိုတာဘယ်တစေမဆိုစားလို့ရတယ်တဲ့ပိတ်တာတွေလည်းစားခွင့်ရတယ်တကယ်ပြောဖို့ကောင်းတယ်လို့ပြောတော့ငါလည်းစိတ်ဝင်စားပြီးတော့အဲ့ဒီပိတ်တာနဲ့လိုက်သွားတာဟိအဲ့ဒီကလေးကငါဒီနေရာကိုပြန်မရောက်တော့တာဒီနေ့မှတမဘေးကိုငါပြန်ရောက်လာတာကျုပ်ကတမဘေးမော်မော့ပြီးလိုက်ကြည့်တယ်ဒါမဲ့ဘာမှမတွေ့ဘူးဗျတတ်တယ် မင်းဘာကိုလိုက်ကြည့်နေရတော့မင်းနဲ့တူနေတယ်ဆိုတဲ့ပိတ်တာကိုရှာနေတာကွာဟာအဲ့ဒီပိတ်တာမရှိတော့ဘူးကွာပြီးခဲ့တဲ့တစ်ပတ်ကပဲကျွတ်လွတ်သွားပြီဟေးဟုတ်လားကွာမင်းသူနဲ့လိုက်ပြီးတော့ဘယ်ရီကိုသွားနေရတော့အောင်မကြီးဟာနှံ့နေတာပါပဲကွာဒီပိတ်တာနိုင်ငံနဲ့သွားရင်းလိုက်နေဟိုတရေရခေါ်သွားဒီတရေရခေါ်သွားနဲ့ခရီးဆက်ဆက်သွားလိုက်ကြတာအချိန်တွေတော်တော်ကြာသွားတာကွာဒါမဲ့ငါးစိတ်ထဲမှာဒီလောက်ကြာသွားမှမသိဘူး ခဏလေးပဲထင်တာငါတတိယလိုပြန်တွေးကြည့်တော့မှ6နှစ်လောက်ကြာသွားမှန်းသိတာကွာတတိယအေးဟုတ်တယ်အောင်မကြီးမင်းဆုံးသွားတာ6နှစ်ထဲရောက်ပြီငါမင်းကိုခဏခဏတတိယပါတယ်ကွာငါယုံပါတယ်ကွာငါလည်းတစီဘဝနဲ့မင်းကိုတတိယနေတာပါငါဒီဓမ္မဘင်းကိုဒီမနက်ပြန်ရောက်တယ်ညနေကျတော့မင်းကိုတန်းတွေးရတာပဲငါဖြင့်မင်းကိုတွေ့တွေ့ချင်းဝမ်းသာလိုက်တာဒါနဲ့ဝမ်းသာအားရလှမ်းခေါ်လိုက်တာကွာမင်းမကြောက်ဘဲထင်နေတာ မင်းကအဲ့ဒီလိုလျှောက်သွားတော့တစေတရေတွေအများကြီးတွေ့ရမှာပေါ့နော်။အာဒါတရေကလေငါကိုယ်တိုင်ကတစေပဲဟာ။တစေတွေတရေတွေတွေ့ရတာဗောကွာ။ငါ့ကိုနည်းနည်းပါးပါးပြောပြစမ်းမအောင်မကြီးအောင်ငါစိတ်ဝင်စားလို့ပါကွာ။တက်တီငါတို့လူတွေပြောပြောနေတဲ့တစေတရေဖုတ်တပတ်မင်းစားဥစ္စာဆောင်ကြက်ဆိုတာတွေအားလုံးကပိတ်တာတွေပဲကွာ။ငါတေကစားရက်မလဲခင်မှာငါ့အမေကငါစားဖို့ဆိုပြီးဝိုင်းတောက်မှာငါပြောဖတ်တဲ့ထမင်းတွေဟင်းနေအမြဲကြွေးတယ်။ ရက်မလဲမချင်းအဲ့ဒါကိုငါစားခွင့်ရှိတယ်ငါတော်တော်စားတယ်ငါရဲ့အာဓုဘအိမ်မှာမင်းကိုလည်းငါတွေ့တယ်ကွလူတွေကငါထမင်းစားနေတာကိုကြည့်ရင်ခွေးနဲ့ကလေးတကောင်ထမင်းစားနေတယ်လို့ပဲမြင်ကြတာဒီမှာရင်မင်းကအဲ့ဒီခွေးကိုမောင်းမယ်လို့တော့ဘိုးခမောင်ကြီးကမင်းကိုပြောသေးတယ်လေတတီမမောင်းနဲ့မမောင်းနဲ့အပဆိုတာခွေးကိုမိပြီး စားတော့ရတာမျိုးလည်းရှိတယ်မမောင်းနဲ့လို့မင်းကိုပြောတော့မှမင်းကမမောင်းပဲကြည်နေတာလေအဲ့တော့ကငါတော့တော်တော်အံ့ဩသွားတာကွငါ့ကိုခွေးလိုဘာလို့မြင်နေလဲဆိုတာဒီနေ့ထိငါစဉ်းစားလို့မရဘူးကွ ဒီကောင်ပြောတာဟုတ်တယ်ဗျကြုံမှတ်မိတယ်နောက်တော့စောစောကပြောသလိုငါနဲ့တမဘဲမှာအတူနေတဲ့ပိတ်တာနဲ့လိုက်သွားလိုက်တာခြောက်နဲ့ကြာသွားတော့တာပေါ့ကွာမင်းတို့ကရုံတော့ဖျားလေးဝဲကိုတွားကြတယ်ဆိုအေးဟုတ်တယ်ငါတို့လိုအာကုသူနဲ့တစီတွေကအဝိစားတွေရုပ်ရည်ပုံစံတွေကလည်းတိတ်ပြီးပုံပြပန်းပြမနိုင်ဘူးကွာဒါမဲ့အာကုသူကြီးလို့တရေတပတ်ကြီးတွေဖြစ်နေတဲ့ကောင်ကြီးတွေကအနည်း600 900တော့ရှိနေကြပြီကွာသူတို့ဝတ်ကြီးတွေကမကုန်နိုင်သေးဘူးကွာ ဒီကောင်မျိုးတွေဟာအစားကိုစားချင်တယ်မစားရဘူးရေလဲတောက်ချင်တယ်တောက်လို့ရတာမဟုတ်ဘူးကသူတို့ကစားမလို့လက်လန်းလိုက်ရင်အစားတောက်တွေကပျောက်ပျောက်ကုန်တာကသူတို့မှစားလောင်ပြီးတော့အမြဲနေကြရတာငါတို့လိုအာကုသူနဲ့တစီတွေကတော့ဝဝလင်လင်စားကြရပါတယ်အဲ့ဒီလိုမစားရတဲ့ကန်ရှိရတာနဲ့စွတ်အတင်းယူဆိုင်တော့တေဝို့တာပြင်တော့ဟိနာဂာကြီးနဲ့သူတပည့်တရေတွေရောက်လာပြီးတော့အဲ့ဒီကောင်တစ်ပင်မှာဇောက်ထိုးဆွဲစူးကတ်တင်းမုံနဲ့ထုတော်တာဟိဘိုက်ကိုခြေထောက်နဲ့ကန်ခေါင်းနဲ့ဆောက်တာတွေလောက်ကြတာ စားရတဲ့အစာတွေအကုန်လုံးပြန်ထွက်မကြမရှင်တွေ့တော့တာကွာအစာတွေအကုန်ထွက်ကြတော့မှပြန်လွတ်လိုက်တာဒီတော့လေဒီကောင်နေမစားရတော့ဘောကွာဖျားဝဲရှိလို့စွန်းတော်ကြီးတင်နေစွန်းတော်ပွဲတွေဆိုရင်ချကျွင်းတော့ဘဲကောင်မစူစားခွင့်ရှိတယ်ကွာအားလုံးပြောပြီးစားကြတော့ကြတာဘောကွာငါတို့လိုအမြဲစားနေရတဲ့တစီတွေကဝင်ပြီးလူမစားကြပါဘူးကွာအဲ့ဒီငတ်နေတဲ့ပိတ်တာတွေကိုဦးစားပေးပြီးကျွေးကြတာပါပဲမင်းတို့ရုံတောင်ဖျားလေးဝဲရနေပြီးတော့ဘဲကိုဆက်သွားကြတာတော့ကွာ အဲ့ဒီပွဲမပြီးခင်အနေနဲ့အရရက်ကတဆေတွေပိတ်တာတွေတော်တော်ဆုံးတဲ့ပွဲ ਉਹ ကတချို့အကောင်ကြီးတွေကတော့ကြောက်စရာပုံမှန်ကြီးတွေနဲ့ပေါ့ကွာအဲ့ဒီထဲမှာပါလို့တဆေတကောင်တော့လန့်သွားတဲ့တရေကြီးတကောင်တွေ့တယ်ကွာအကောင်ကြီးကမတက်ရက်လိုက်ထမ်းမင်တဝက်လောက်ရှိတယ်ကိုလုံးကြီးကလည်းအကြီးကြီးပဲကွာသူ့ခြေတော်ကြီးတွေကတစ်ဖက်နဲ့တစ်ဖက်ကိုထမ်းမင်လုံးပတ်လောက်ရှိတာဟေးပါဇက်ကြီးကလည်းတဒါလုံးကျေတာသူ့ရှာကြီးကအမြဲတွဲလောင်းကြီးကြနေတာကွာဖျားလေကြီးတလိမ့်လိုပဲအဲ့ဒီရှာနေနေကြီးကိုမှဒီကောင်ကြီးကလိတ်ထားတာ အစာစားကန်ဒီမှာဖြေချလိုက်ပြီဆိုရင်မြေကြီးနားထိကြလာတာဟေးဟာကြောက်စရာကြီးပါလားအေးအာကုသူနဲ့တစီတွေရတော့တယောက်နဲ့တယောက်မိတ်ဖွဲကြတောကြဆိုကြနဲ့ပေါ့ကွာအဝတ်စားရည်လည်းဝတ်စားထားကြပါတယ်ဘာနဲ့တူနေတုံးဆိုရင်ဖျားဘူးလာတဲ့အနေနဲ့ရရက်ကလူတွေလိုပေါ့ကွာအဲ့ဒီမှာတည်တင်းအမျိုးမျိုးရတာဟေးဒီဖျားဝဲပြီးရင်ဘမဖျားဝဲရှိတယ်အဲ့ဒီမှာဆိုရင်ဘလို့ပြောစရာကောင်းတာဘာညာပေါ့ကွာတချို့နယ်တွေကငါတို့သွားလို့ရရတယ်ရှိတယ်လို့ တချို့နယ်ကြတော့ငါတို့သွားလို့မရဘူးကွာသွားလို့ရတဲ့နယ်တွေဆိုရင်တော့လိုက်သွားတာပေါ့ကွာဩမင်းတို့ကဘယ်ဘက်တွေရောက်ခဲ့တာတော့တာတီရင်ရောက်တာတော့မပြောနဲ့တော့ဟိစံပြည်နယ်ရောကရင်ပြည်နယ်ဘက်ရောအောက်ပြည်အောက်ရွာရောပင်လယ်ဒေသဘက်ရောစုံနေတာပဲကွာငါနဲ့တမဘက်မှာအတူနေတဲ့ပိတ်တာပုံသာဆိုးတာကွာလူချစ်လူခင်အဲအဲတရဲချစ်တရဲခင်တော့တော်တော်ပေါ်တာကွာဒါမဲ့ဒီကောင်ကတနာဖို့တော်တော်ကောင်းပါတယ်ကွာ ထမင်းစားရင်အစာကိုဖတ်နဲ့လိတ်ပြီးတော့သူ့ပစက်ပေါက်ကျဉ်းကျဉ်းလေးတွေကိုအကြာကြီးထိုးသွင်းနေရတာကွတလိပ်ကုံမို့တနိုင်နှစ်နိုင်ကြတာအေးဟုတ်လားကွအောင်မကြီးရဲ့အေးကွသူ့တပ်ဆိုတဲ့ပိတ်တာတွေလည်းရှိတာပေါ့ကွအေးအဲ့ဒီလိုသွားရင်းနဲ့ရှမ်းပြည်ဘက်ကိုရောက်တော့ညောင်မင်းကြီးတပင်မှနေတဲ့ရုပ်ကစိုးကြီးနဲ့တွေ့ရဲကွအေးရုပ်ကစိုးကြီးဟာလားเอ๊ะไอ้ยกกโซจี้อ่ะอวดตะสาတွေอ่ะเปียงๆလက်လက်အယောင်နေထွက်နေတာကွအေးအေးပြောပါဦးတကယ်ချင်းอ่ะ အဲ့ဒီရုပ်ကစိုးကြီးကငါနဲ့ပိတ်တာကိုခေါ်တယ်။ပြီးတော့ငါတို့သူနေတဲ့နေရာဘောဂျိုဖယောင်းဖူးခိုင်နေကွ။ငါနဲ့ပိတ်တာဘောဂျိုဖယောင်းအာယုံပြူပြီးရှစ်ခိုးလိုက်ကြတာ။နှစ်နိုင်လောက်ကိုကြာသွားတာဟေး။ရှင်ထဲမှာလည်းကြည်လင်ပြီးတော့ချမ်းသာနေတာကွတာတီးရ။ငါတို့ဘောဂျိုဖယောင်းဖူးပြီးရင်သူ့ပိတ်မှန်ရှိတဲ့နေရာကိုပြန်လာခဲ့ရမယ်လို့ရုပ်ကစိုးကြီးကမှားလိုက်တာကိုကွ။ဒါနဲ့ငါတို့နှစ်ကောင်ရုပ်ကစိုးကြီးစီကိုပြန်ကြရတာပေါ့ကွာ။ဟိုရောက်တော့ရုပ်ကစိုးကြီးကပြောတယ်။ငါရောပိတ်တာရောလူပြန်ဖြစ်ကြတော့မယ်လေကွ။အေ ဟုတ်လားအောင်မကြီးငါဝမ်းသာလိုက်တာကွာကျုပ်တကယ်ဝမ်းသာတာဗျအေးအေးငါပြောဦးမယ်သူအဲ့ဒီလိုပြောလိုက်တာနဲ့တပြိုင်နက်ပဲကွာပိတ်တာကွာအမွှေးမြင်နေပျောက်သွားပြီးတော့အဝတ်နဲ့အစားနဲ့ပုံမှန်ရုပ်ရည်နဲ့ပြန်ဖြစ်သွားတာကွာတစီလီငါသွားပြီဟေးလို့ငါ့ကိုနှုတ်ဆက်ပြီးတော့အရှိစစူးကိုပိတ်တာကြီးကထွက်သွားတယ်ပိတ်တာထွက်သွားတော့မှရုပ်ကစိုးကြီးကငါ့ကိုပြောတယ်ကွာတစီလီမင်းကတော့မင်းတို့နေတဲ့ဒေသမှာပဲလူပြန်ဖြစ်မှာကွာဒီတော့မင်းလာခဲ့တဲ့နေရာကိုပြန်ပြီးတော့ ဟိုရောက်ရင်မင်းမျက်နှာကိုမဖဲဝါပြောင်းမေးလိုက်မယ်တစီလီဟာရုပ်ကစိုးကြီးကဒီလိုပြောတာလားကွာအောင်မကြီးရဲ့ဟုတ်တယ်ဒါတည်းရုပ်ကစိုးကြီးကအဲ့လိုပြောလိုက်တော့မှငါလည်းငါနေခဲ့တဲ့တမပင်ကိုချက်ချင်းတတိရသွားတယ်ကွာအဲ့ဒီလိုတတိရလိုက်တာနဲ့ချက်ချင်းပဲငါတမပင်ပေါ်ပြန်ရောက်လာတာကွာညနေကျတော့မင်းကိုတွေ့တာပဲဒါတည်းမင်းမရောက်ခင်ဆော့ဆော့ရပဲရုပ်ကစိုးကြီးပြောလိုက်တဲ့မဖဲဝါရောက်လာပြီးတော့ငါမျက်နှာကိုတတ်ချလိုက်တာအော်ဒီလိုကိုဒါဆိုမင်းလူပြန်ဖြစ်တော့မှာပေါ့ဟုတ်လား ။နှုတ်ငါတို့ရွာမှာပဲပြန်ဖြစ်မှာလားကွာ။အဲ့ဒါတော့ငါလည်းမသိသေးဘူးတာတရ။ဒီအတိုင်းလည်းဖြစ်မှာမဟုတ်သေးဘူးကွာ။အေးဘာလို့ဒီလိုတော့ကွာအောင်မကြီးရ။ဒီလိုတာတရငါမိဘတွေကငါအတွက်စွန့်တုတ်ပြီးအမျှဝေတော့ငါတာတို့မခေါ်လိုက်ရဘူးလေကွာ။အဲ့ဒါတာတို့ခေါ်ပြီးမှငါကြွရမှာကွာ။အဲ့ဒီကိစ္စကိုမင်းမတာဝန်ယူပြီးပြောပြပါကွာ။ဟေးဘာအောင်ပြောပြရမှာတော့အောင်မကြီးရဲ့။အောင်မကြီးပြောတာကိုကြားလိုက်ရတော့ကျုပ်စိတ်မကောင်းဘူးဗျာ။ အောင်မကြီးမင်းဆုံးသွားတော့မင်းမိဘတွေကတော်တော် စိတ်ထိခိုက်သွားကြတယ်ဒီရွာမှာဆက်ပြီးမနေချင်တော့ဆိုပြီးတော့မန်းကလေးကိုပြောင်းသွားကြတာကြာဘောတငယ်ချင်းရဲ့ဟာဟုတ်လားကွာတတရဒီကောင်မျက်နှာမကောင်ဖြစ်သွားတယ်ဗျအေးဒါမဲ့ဘာမှစိတ်မပူနဲ့မင်းကြီးတော့ဒေါ်လုံးနဲ့ရှိတယ်လေကွာငါအကြီးလုံးနဲ့ရောအကျိုးချောင်းပြောပြပြီးတော့အားလုံးစီစဉ်ပေးမယ်ပြီးတော့ငါတို့ဆရာတော်ဦးကုနာကိုတရားဟောဖို့ပြင်မယ်ပုတ်ပါအောင်ဆရာတော်လေကွာအောင်မကြီးရဲ့အော်အေးအေး မင်းမဲကောင်းတယ်လို့စီစဉ်ပေးပါတတရားစိတ်ချနေအောင်ပါကြီးဒါမဲ့မင်းဒီကနေဘယ်ဟိုမှထွက်မသွားနေတော့နော်ဒီတခါလွဲသွားလို့မဖြစ်အောင်ပါကြီးအေးပါကွာတတရားဒီတခါငါဘယ်ဟိုမှသွားလို့မရတော့ပါဘူးငါသွားလို့မရအောင်မဖဲဝါကြီးကအဆောင်ချရတယ်ကွာအဲ့ဒီကောင်ကြီးကငါ့ကိုအမြင်ဆောင်ကြည့်နေတော့မှာအေးဘမတော့ကွာမြောက်ဘက်ကဗန်မွေးပင်မှာလေကွာအောင်မကြီးကပြောလို့ကျုံမြောက်ဘက်ကဗန်မွေးပင်ကြီးကိုမတိမတာလှည့်ကြည့်လိုက်တယ် ဟုတ်ပါဗျာပန်ဝဲပင်ကြီးဘေးမှာရက်ပြီးတော့တစ်ပင်ကြီးနဲ့တသားတဲ့ကိုဖြစ်နေတာဗျတရေကြီးတကောင်နဲတဲ့ရက်ကြီးမဟုတ်ပါဘူးဗျာလက်စတတ်တော့မဖဲဝါအောင်မကြီးကိုအဆောင်ချလာတာကိုကျောက်လေအောင်မကြီးကိုနှုတ်ဆက်ပြီးတော့ရွာကိုပြန်လာခဲ့တယ်မနေ့ရောက်တော့ဆရာတော်အကျိုးကြောင့်အလုံးလျှောက်လိုက်တယ်ဆရာတော်ကအောင်မကြီးရဲ့ကြီးတော်အကြီးလုံးနေကိုခေါ်ပြီးစွန့်တုတ်ကိစ္စကိုစီစဉ်ခိုင်းတယ်အကြီးလုံးတဲ့ကလည်းတူတူလေးတဲ့တင်ကြားပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့စွန့်တုတ်ဖို့ပြင်တော့တာပေါ့ဗျာ အဲ့ဒီနေ့ကကြုံမြကွင်းစေးကွင်းပြီးတော့အောင်မကြီးကိုသွားခေါ်တယ်။ဆရာတော်ကတရားဟောတော့ဒီကောင်ကကြုံညုံလေးထိုင်ပြီးတော့တေးချာနာနေတာဗျ။တရားဆုံးတော့ရေစက်ချတယ်။အမြဝေးတယ်။ကျုပ်တေးတေးချာချာကြည့်နေတာဗျ။ကျုပ်တငယ်ချင်းတစ်စီကတာရုတုံးညင်တီတီလိုက်ခေါ်တာကိုကျုပ်တွေ့လိုက်ရတယ်။ဟောပျောက်သွားပြီဗျ။ကျုပ်တငယ်ချင်းတစ်စီကပျောက်သွားပြီဗျ။ကျုပ်ပြင်ဝမ်းသာလိုက်တာဗျာ။ဘလို့ပြောရမှန်းတော့မသိဘူးဗျ။ဟုတ်ကဲ့ပါအခုလိုအဆုံးထိအားပေးနားဆင်ကြရတဲ့ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာနောက်ထပ်ဇာလန်းကောင်းများကိုလည်းဆက်လက်နားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပြီးပို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ